အားလုံးမင်္ဂလာပါရှင်။ကျွန်မနေ့တော့ဆွေးလဲပေါ့နော်။ကျွန်တော်တို့ကလေးတွေကိုပြုစုပြောထောင်တဲ့ပုံစံဒီကလေးတွေရဲ့အတာချက်တွေအားနဲ့ချက်တွေဆွေးနွေးသွားခဲ့ရေပေါ့နော်။အဲ့ဒီမှာလည်းပဲကျွန်တော်တို့ကလေးတွေကပေါ့နော်။အဲသူတို့တွေကိုနီလန်ပေးဖို့လိုအပ်တယ်။အဲ့နီလန်ပေးတဲ့အခါမှာလည်းအချိန်နဲ့တပြေးညီပြင်ဆင်ပေးဖို့လိုအပ်တယ်ပေါ့နော်။ဒါမျိုးလေးတွေကိုကျွန်မဆွေးနွေးပေးခဲ့တယ်။အဲ့ဒီမှာဆိုလို့ရှိရင်လည်း ပေါ့ကလေးတွေကိုတကယ်အကောင်းဆုံးနီးလန်းကတော့ပေါ့နော်မှားရွေးနေလို့ရှိရင်တောင်ပဲအပြစ်တင်ခြင်းမဟုတ်ဘဲနဲ့ပေါ့နော်လမ်းကြောင်းမှန်ပေါ်ကိုညွှန်ပြပေးခြင်းနေပြုလုပ်ပေးရမယ်အဲ့လိုမျိုးကလေးတွေကိုကျမတို့ဆုံးမရတဲ့အခါမှလည်းပဲပေါ့နော်ဩဝါဒတွေပေးတာမျိုးဩဝါဒတွေချွေးနေတာမျိုးတွေမဟုတ်ဘဲနဲ့ပေါ့နော်ကလေးရဲ့ဇယိုက် စိတ်နေသဘောထားတွေနဲ့ညှိပေးရတဲ့လုပ်ငန်းတွေကိုလှုပ်ဆောင်ရမှာလည်းဖြစ်တယ်။မှန်ကန်တဲ့နီးလန်းနေနဲ့ပြုပြင်ခြင်းတွေဟာတကယ်တော့အမှုပညာဆန်တဲ့အလုပ်တွေလည်းဖြစ်တယ်။မှန်ကန်တဲ့နီးလန်းဆိုတာကလည်းပေါ့နော်။ကျမတို့ချစ်ချင်းမြတ်တာကိုအခြေခံပြီးတော့ကလေးကအဲကျမတို့မိဘတွေရဲ့ဆုံးမတဲ့ ဆုံးမမှုပုံစံတွေကိုစုညံတန်တွေဖြစ်မပြောင်းလဲပဲနဲ့ပေါ့နော်တကယ်ကိုချင်းမြစ်တာအခြေခံပြီးတော့ပြုပြင်ပြောင်းလဲပေးရမှာလေဖြစ်တယ်။နောက်တစ်ခါချင်းကတ်တဲ့အခါမှာလေကလေးတွေကိုနားလည်မှုနဲ့ချင်းကတ်ရမယ်။ဒါကြောင့်ကလေးတွေဟာပေါ့နော်အဲဒီလိုမျိုးလှုပ်ဆောင်ခြင်းကိုသူတို့နားထောင်လာစေမယ်ပေါ့နော်။နောက်တစ်ခါဆုံးမတဲ့စကလုံးတွေကလည်းတင့်တင့်မြတ်တာကိုလွယ်လွတ်တယ်။ကလေးအွယ်နဲ့ပေါ့နော်အသက်အွယ်နဲ့ အဲလိုက်ပြီးတော့အသက်အရွယ်လိုက်ဆုံးမပြုပြုရင်မှုရဖြစ်ပါမယ်ပေါ့နော်ကလေးကတိတိလေးရှိသေးတယ်ကျမတို့ကလူကြီးတယောက်လိုကြီးဆုံးမလို့ရှိရင်လေကလေးနဲ့ကြတော့အစင်မပြေနိုင်ဘူးပေါ့နော်ဒါမျိုးကိုဆိုလိုခြင်းဖြစ်တယ်ဒါကြောင့်ကလေးရဲ့အသက်အရွယ်နဲ့စိတ်အခြေအနေတော့ကစိတ်ခံစားချက်ရှိသေးတယ်ကလေးရဲ့စိတ်ခံစားချက်တွေဘာတွေဖြစ်နေတော့ပေါ့ဒီဘော်ဒီမှာထဲသွင်းစဉ်းစားပြီးတော့မှ မှန်ကန်တဲ့အချိန်မှာပြုပြင်ခြင်းဟာတကယ်ကိုအင်မတန်ကောင်းမွန်တဲ့အဲလှုပ်ဆောင်ခြင်းလည်းဖြစ်တယ်။အားကြောင့်ကလေးတွေကိုပြုစုပြောထောင်ဆုံးမပြုပြင်တဲ့အခါမှာလည်းမှန်ကန်တဲ့အချိန်ဖြစ်ဖို့လည်းလိုတယ်။တခုတစ်ချင်းချင်းတခါတည်းရတော့ချက်ချင်းကြီးပေါ့နော်ပြောဖို့အဲမပြောသေးဘဲနဲ့သူတို့ရဲ့အခြေအနေလေးကိုစောင့်ကြည့်ပြီးမှပေါ့နော်ပြုပြင်ပေးတာလည်းပုံမကောင်းမွန်တာဖြစ်တယ်။အဲချက်ချင်းတလူကြီးပေါ့နော်အလင်းစလူကြီးမလုတ်ဖဲနဲ့ကလေးစိတ်ဆိုးနေတဲ့ချိန်ငိုနေတဲ့ချိန်မှာဆုံးမခြင်းဟာ ာမှန်ကန်တဲ့အချိန်မဟုတ်ဘူးပေါ့နော်ကလေးဟာပုံမှန်အချိန်နေဖြစ်နေတဲ့အချိန်နေအငိုးတိတ်ပြီးတော့မှသူအေးဆေးနေတဲ့အချိန်မှမိမိပြင်ဆင်လို့တဲ့အကြောင်းအရာကိုအေးဆေးတည်ငြိမ်တဲ့အချိန်ကိုရွေးချယ်ပြီးတော့မှပေါ့နော်ကလေးကိုစကားပြောပြီးတော့တင့်တင့်တဲ့အချိန်ကိုရွေးချယ်ဖို့ဟာလေလိုအပ်တယ်ဒါကြောင့်ကျမတို့ကဆွေးနွေးရတဲ့အချိန်မှာမှန်ကန်တဲ့အချိန်ဖြစ်ဖို့လိုအပ်တယ်လို့ဆွေးနွေးပေးရခြင်းလည်းဖြစ်ပါတယ်အချိန်နေရဆုံးဖြတ်တာဖြစ်တယ်တခါမှချက်ချင်းပြောဖို့ လိုပေမဲ့ပုံမှန်အားဖြင့်ကလေးရဲ့စိတ်ပျော်ပြေရော့ဖို့ပေါ့နော်ဟိုဒီအထီပေါ့နော်ရအောင်သွားရမယ်ကလေးရဲ့အနာဂတ်လှပဖို့ပြုပြင်ခြင်းဖြစ်တဲ့အဲနောက်ဆုံးပန်းနိုင်ဟာပေါ့နော်ဟိုကလေးကိုပေါ့နော်မျော်လင့်ချက်တွေထားတာမဟုတ်ကလေးရဲ့အနာဂတ်ကိုပေါ့နော်ဟိုကျွန်တော်တို့ဒီအများကြီး အမြင့်မားကြီးမထားဘဲနဲ့ပေါ့နော်ကလေးရဲ့ဇယိုင်းနဲ့ temperament နဲ့သူတို့ရဲ့ကိုကြီးကိုသွေးနဲ့ကိုကြည့်ပြီးတော့ပေါ့နော်ပုံဖော်ပေးကြရမှာလည်းဖြစ်တယ်နောက်တစ်ခါကလေးတို့ကိုစုံမတဲ့အခါမှာလည်းကိုကျင်တရားကောင်းမှုဖို့ အဲကိုကျင်တရားကောင်းမွန်တဲ့လူကြီးတွေဖြစ်လာဖို့အတွက်ပေါ့နော်အဲဥတည်ပြီးတော့စုံမပြုပြင်ပေးကြရမှာလည်းဖြစ်တဲ့အဲ့လိုမျိုးပြုပြင်ပေးရင်မိဘအုပ်ထိန်းသူတွေကလည်းပေါ့နော်တကယ်ကိုကျေးဇူးတင်စရာကောင်းတဲ့မိဘအုပ်ထိန်းသူတွေဖြစ်ဖြစ်လာမယ်ကလေးတွေကြီးပြင်းလာတဲ့အခါမှာလည်းမိဘတွေရဲ့စုံမဩဝါဒတွေဟာတကယ်ကိုပဲပေါ့နော်သူတို့ဘဝအတွက်တကယ်ကိုအရေးပါရဲ့ဒါကျေးဇူးတင်ဖို့ ကောင်းတယ်ပေါ့နော်ဒါလေးတွေကိုစိတ်စိတ်ခံစားရင်းနဲ့ပီတိဆိုတဲ့နော်ခြေနဲ့ကျေးဇူးတင်ခြေနဲ့ပျော်ရွှင်မှုတွေကိုရရှိစေမှာလည်းဖြစ်ပါတယ်ရှင်။ဒါကြောင့်ကျွန်မပြောလိုတာပေါ့ကလေးတွေမှားနေတာသိလို့ရှိရင်ပြင်ပေးဖို့လူတယ်ဆိုတဲ့စကလုံးနဲ့ရမိဘတိုင်းရဲ့စိတ်ထဲမှာရှိတဲ့ရှိတတ်တဲ့ဆုံးမစကားတော့ဖြစ်တယ်။ဒါပေမဲ့ဒီဆုံးမဩဝါဒကိုအကောင့်ထဲပေါ်တဲ့အခါမှာတော့စိတ်ဆိုးဒေါသထွက်ခြင်းနေနဲ့အကောင့်ထဲပေါ်တာမဟုတ်ဘဲနဲ့ မိမိရဲ့ဖြစ်လို့ဇောတွေလောဘဒေါသတွေနဲ့အကောင့်ထဲပေါ်တာမဟုတ်ဘဲနဲ့ပေါ့နော်ချစ်ချင်းမေတ္တာနားလည်မှုတွေချစ်ချင်းမေတ္တာတွေနားလည်မှုတွေတီးခံမှုတွေပေါ့နော်ပြည့်ပြည့်စုံပြည့်စုံမှုလိုတယ်ပေါ့နော်ခုနချစ်ချင်းမေတ္တာတွေနားလည်မှုတွေတီးခံမှုတွေ ਨੇ ပြည့်စုံမှုလိုပါတယ်တဲ့ကလေးကိုပြုပြင်ပေးတဲ့အခါမှာကလေးတွေက မိဘတွေရဲ့ဆုံးမမှုတွေဟာချစ်ချင်းမြတ်တာရဲ့အစိမ့်ပိုင်းတစ်ခုအဖြစ်ခံစားတဲ့ရတာကိုခံစားရအောင်ပြုပြင်ပေးဖို့လိုအပ်တယ်။ဒါမှဒီလိုမျိုးပြုပြင်ပေးခြင်းဟာကလေးတွေရဲ့အနာဂတ်ကိုလည်းလှပလာနိုင်မှာလည်းဖြစ်ပါတယ်။ဒါကြောင့်ကလေးတွေကိုပြုပြင်ဆုံးမတဲ့အခါမှာတဲ့စိတ်ရှိပါတဲ့ ကလေးတွေကိုတခါတည်းနဲ့မှန်အောင်မလုပ်တတ်ဘူးဆိုတာလေးကိုလည်းကျမတို့တွေအဲကျမရဲ့လူကြီးမိဘတွေကတည်ထားဖို့လိုတယ်ပေါ့နော်နောက်တစ်ခါတိစိတ်ရှည်ရမယ်နောက်တစ်ခါနားလည်းပေးရမယ်ကလေးရဲ့စိတ်ထဲမှာဘာတွေဖြစ်နေလဲဆိုတာကိုနားထောင်ပေးရမယ်ဝေဖန်သုံးသပ်ထားတယ်ပေါ့နော်သူ့စိတ်ထဲမှာဖြစ်နေတဲ့ခံစားချက်တွေကိုနားထောင်ပေးဖို့လိုအပ်တယ်နားလည်းပေးဖို့လိုအပ်တယ်နောက်တစ်ခါယုံကြည်မှုထားပါတဲ့ ကလေးတွေဟာတည့်ရဲ့ယုံကြည်မှုကိုခံယူပြီးတော့ပုံမကောင်းမွန်ကြိုးစားကြပါလိမ့်မယ်တဲ့ကလေးတွေဟာကျမတို့ဒါဒါစိတ်ပညာရှင်တွေကဆိုလိုထားတဲ့ဆိုလိုရင်းလေးတွေပါဒါကြောင့်ကလေးတွေကိုပြုပြင်ဆုံးမတော့မယ်ဆိုရင်စိတ်ရှည်ရမယ်နားလည်ပေးရမယ်ယုံကြည်မှုထားရမယ်စိတ်ရှည်တယ်ဆိုတာကလေးတွေကိုဒီတစ်ချိန်တစ်ချိန်တည်းနဲ့ပြောရုံနဲ့ကလေးတွေဟာ ဟိုမိမိဖြစ်ချင်တဲ့ပုံစံကိုဖြစ်သွားမှာမဟုတ်ဘူးအချိန်ချင်းပြောပေးရမယ်ပြောတဲ့အခါမှာလည်းချစ်ချင်းမြတ်တာကိုခြေခံပြီးတော့ပြောပေးရမယ်အဲနောက်တစ်ခုကနားလည်ပေးရမယ်ကလေးရဲ့စိတ်ထဲမှာဖြစ်ပေါ်နေတဲ့အကြောင်းအရာတွေခံစားချက်တွေကိုစိတ်ရှိရှိနားထောင်ပေးတတ်ရမယ်နားလည်ပေးတတ်ရမယ်တဲ့နောက်တစ်ခုယုံကြည်မှုထားရမယ်မိမိကလေးကမိမိပြုပြင်လိုက်လို့ရှိရင်မိမိဖြစ်စေခြင်းတဲ့ပုံစံကို ဒီကလေးလှုပ်ဆောင်လာမှာပဲဆိုတာလေးကိုကလေးအပေါ်မှာယုံကြည်မှုထားဖို့လိုအပ်တယ်အဲ့လိုမျိုးယုံကြည်လိုက်ခြင်းအားလည်းပုံမအားကောင်းတဲ့ကြိုးစားမှုရလက်တွေကိုဖြစ်ပေါ်လာစေရလဲဖြစ်ပါတယ်ရှင်။ဒါကြောင့်ကလေးတွေကို ပြုပြင်ဆုံးမတဲ့အခါမှာအရေးကြီးတဲ့အချက်ကြီးသုံးချက်ရှိတဲ့စိတ်ရှိရပါမယ်ရှင်။ နားလည်မှုပေးရပါမယ်ရှင်ယုံကြည်မှုထားရပါမယ်ရှင်အဲအဲ့လိုတွေနဲ့ပေါ့နော်ကလေးတွေရဲ့အနာဂတ်လှပရေးတွေမိဘတွေရဲ့ပြုပြင်ဆုံးမမှုတွေဟာမရှိမဖြစ်လိုအပ်တဲ့လမ်းညွှန်မှုတွေလည်းဖြစ်တာဖြစ်ပါတယ်ရှင် အဲ့တော့ကျမတို့ရဲ့ကလေးတွေရဲ့ဘဝမှာပေါ့နော်ပြုပြင်ပေးဖို့လိုအပ်တာတွေရှိမယ်အဲ့ဒီလိုအပ်တဲ့ပြုပြင်ပေးဖို့လိုအပ်တာတွေကိုမိဘတွေအားလည်းပေါ့နော်အဲနီးလမ်းမှန်ရမယ်အချိန်ကြိုက်လည်းဖြစ်ရမယ်ပေါ့နော်ဒါလေးတွေကိုကျမဆက်လက်ပြီးတော့ဆွေးနွေးပေးသားမှာလည်းဖြစ်ပါလေရှင်အားလုံးမင်္ဂလာပါရှင် ကျွန်မဆွေးနွေးပေးနေတဲ့ကလေးများကိုကြီးပြင်းအောင်ပြုစုပြောင်းရင်ပုံစံလေးနဲ့မိဘပညာပေးခြင်းအစီအစဉ်လေးပေါ့နော်အဲ Parenting Education အကြောင်းကို UTV ဆွေးနွေးပေးနေခြင်းလည်းဖြစ်ပါတယ်တော့ကလေးတွေကိုပြုစုပြောင်းပြီဆိုရင်ပထမဦးဆုံးအရေးကြီးဆုံးကတော့သူတို့ကိုနှွေးတွေးချစ်ခင်မှုဆိုတာအင်မတန်ရေးကြီးပါတယ်နှွေးတွေးချစ်ခင်မှုကိုပြရမယ်အဲခုနအာနာသုံးတာတွေလိလူရှူတာတွေ နော်ကျမတို့အလိုလိုက်လွန်းတာတွေမရှိဘဲနဲ့ပေါ့နော်ဟိုကျမတို့ကလေးတွေကိုခုနလေပေါ့အာနာသုံးပြီးပြီပြန်လဲသုံးသက်ပြီးတော့ကျမတို့တစ်ခါတည်းကျတော့လေဟိုကျမတို့တွေလူကြီးတွေကပေါ့နော်မိမိပြကျင်တာကိုဇူကြီးဆွဲပြီးတော့လှဲ့ပြကျင်တာလေအာနာသုံးပြီးတော့ကလေးတွေကိုဟိုပြုမှုဆက်ဆံထားပြီးဆိုရင်အဲမိမိကစိတ်ကလေးကြည်လာလို့သူတို့ကိုနည်းနည်းလိုက်လျောလိုက်ပြီးဆိုလို့ရှိရင်ကလေးက အဲအလိုလိုက်လိုက်ပြီးဆိုကလေးကမယုံတော့ဘူးမိဘပေါ့ဘာလို့လဲဆိုတော့ရှေ့မှာအာနာသုံးထားပြီဆိုတော့လေကလေးရဲ့ယုံကြည်မှုကညော့နေသွားပြီဒါမျိုးကိုကျမတို့ကလေ့လာသုံးသပ်ထားမှာကလေးအာနာသုံးရက်ကနေပြီးတော့မှကလေးကိုလိုက်လိုက်လျော်လျော်ပြောပြီးဆိုကလေးကယုံကြည်မှုမရှိတော့ယုံကြည်မှုမရှိတော့ရင်မိမိဖြစ်စေခြင်းတဲ့ပုံစံမျိုးကိုချက်ချင်းကြီးကတော့ရောက်လာမှာမဟုတ်ဘူးပေါ့နော်ဒါမျိုးဆိုရင်စိတ်ရှိပေးဖို့လိုတယ်စိတ်ရှိပေးဖို့လိုတယ်တစ်ခုနဲ့တစ်ခုကိုပြောင်းလဲပြီးဆိုရင်မိမိဖြစ်စေခြင်းတဲ့ပုံစံကိုချက်ချင်းကြီး ဟိုပြားမသွားဘူးပေါ့နော်ကျမတို့ကတော့ပြောင်းနေတာပေါ့နော်ချက်ချင်းကြီးကိုဖြစ်စေချင်တာချက်ချင်းကြီးကိုသူ့ကိုတော်သေးထက်စေချင်တာအဲ့လိုမရဘူးရှေ့မှာမိမိဘလို့ပြုခဲ့မိရော ဘလို့ပြုမှုဆက်ဆံခဲ့မိတော့အဲ့ပြုမှုဆက်ဆံခဲ့မိတဲ့ပုံစံကြီးကကလေးမှာစွဲနေတယ်စွဲနေတဲ့အခါမှာပြောင်းလဲတဲ့အခါမှာညင်သာပျော်ပြောင်းစွာနဲ့အချိန်ယူရတယ်ပေါ့နော်အချိန်ယူပြီးမှအဲအချိန်တစ်ခုကိုရောက်မှလာဒီမိမိဖြစ်စေတဲ့ပုံစံကိုရလာမှလည်းဖြစ်တယ်ခုနလိုပဲပေါ့နော်အလိုလိုက်လို့ထုတ်ချင်တာလို့ဆိုပြီးလုတ်ခွင့်နေပေးထားတယ်ဖုန်းကြည့်ချင်လဲကြည့်ဆိုကိုလည်းကြည့်မိဘကလည်းကြည့်ကလေးကလည်းကြည့်အဲ့လိုမျိုးတွေနဲ့ဖုန်းမကြည့်ရဘူးလို့တားလိုက်တဲ့အချိန်မှာ ကိုကိုတယ်လည်းဖုန်းကိုမကြည့်ဘဲနဲ့ပေါ့နော်ကလေးနဲ့အတူလိုက်နာရမယ်အဲအဲ့ဒါအဲ့လိုမျိုးပြုပြင်တဲ့အခါမှာလဲဂျားထဲမှာပြည့်တဲ့အခက်ခဲတွေဆိုတာရှိနိုင်တယ်ပေါ့နော်မိမိကအလိုလိုက်လွန်းလာတာပြီးစီကံပေးပြီးဆိုလဲကလေးကဒီစီကံကိုလိုက်နာနိုင်မှုကခဲရင်သွားတယ်အလွန်ပြောရတော့ကျမတို့ဒါကြောင့်အလွန်အကျိုးဆိုတာအဆွမရောက်ရဘူးလို့ပြောထားတာ ကျင်းကျက်လွန်ပြီးမှကျွန်တော်တို့ short ပေးလို့ရှိရင်လည်းကလေးကယုံကြည်မှုညော်နေနေပြီဒါဆိုရင်ကျွန်တော်တို့ဖြစ်စေခြင်းတဲ့ပုံစံချစ်ချင်းကြီးရတာမဖြစ်ဘူးပေါ့နော်စိတ်ရှည်ဖို့လိုအပ်တယ်ပေါ့နော်မိမိကကလေးကိုအချိန်ပလားလောက်ကြာကြာဖြည့်ဆည်းထားပြီးပြီးတုံးပေါ့နော်ဟုတ်ရတဲ့ကျွန်မပုံမလင်းလင်းရိုးရှင်းရှင်းလေးပြောရမယ်ဆိုရင်ကျွန်မဒီမိသားစုတွေကကလေးတွေကိုပြုစုပြောင်းတဲ့ပုံစံ၄မျိုးကိုဆွေးနွေးတဲ့အခါမှာ ်ဆွေးနွေးတဲ့အထဲမှာအဲ့ဒီမှာ authoritative variant ကတော့ democratic sense နဲ့ပေါ့နော်ကလေးနဲ့မိပါကြမှာယနေ့ချစ်ခင်မှုနှွေးသွေးမှုရှိရဲ့ဒီလိုမျိုးမဟုတ်ဘဲနဲ့တခြားပုံစံနေနဲ့မိမိကကလေးပေါ်ပြုစုပြောင်းထောင်ထားမိပြီးအာနာရှင်စံစံသုံးထားပြီးလစ်လူရှုထားမိပြီးအလိုလိုက်နှုတ်ထားမိပြီးဆိုရင်ပြန်လဲပြောင်းလဲဖို့ဆိုတာကတော့အချိန်ယူရမယ်ချက်ချင်းကြီးပြောင်းလဲလာမှာမဟုတ်ဘူးပေါ့နော်ကလေးနဲ့မိပါကြမှာယုံကြည်မှုတစ်ခုတည်ဆောက်ဖို့ဆိုတာ အချင်းယူပြီးမှတိဆောက်မှရတော့မယ်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့မွေးစားကလေးကနေပြီးတော့စနစ်တကျနဲ့ခုနလိုမျိုး authoritative parent လိုမျိုးတာပြုစုပြောထောင်ခဲ့ရင်တော့မိမိဖြစ်စေခြင်းတဲ့ပုံစံတွေအားဆက်ပြီးတော့ပေါ့နော်ချောမွေ့တာဖြစ်သွားမှာပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့တခုခုလိုအပ်ချက်ရှိသွားပြီဆိုရင်တော့ကျမတို့စိတ်ရှည်ဖို့လိုအပ်တယ်ဆိုတာလေးကိုတော့အထူးအလေးပေးပြီးတော့ဆွေးနွေးပေးလိုပါတယ်စိတ်ရှည်ပေးလိုက်လို့ရှိရင်ဖြစ်စေခြင်းနဲ့မိမိတို့ဖြစ်စေခြင်းတဲ့ပုံစံအတိုင်းကလေးတွေအား ဖြစ်မြောက်လာမှာပါဖြစ်မြောက်လာပြီးတော့ပေါ့နော်သူတို့တွေရဲ့ဘဝမှာကိုကိုကိုကျမ်းမာချမ်းသာစွာနဲ့ပေါ့နော်နေနိုင်တဲ့အဆင့်အထိပေါ့နော်တဖြည်းဖြည်းဖွံ့ဖြိုးတိုးတက်လာခြင်းမှာဖြစ်ပါတယ်အဲ့တော့မိဘတွေကကလေးတွေကိုပုံစံတွေပြုစုပြောင်းဆောင်တဲ့ပုံစံတွေထဲမှာယင်းဤချစ်ခင်နှွေးထွေးစွာနဲ့စိတ်ရှည်စွာနဲ့ပြုပြင်ကူညီထောက်ပံ့မှုတွေနဲ့ပေါ့နော်ပြုစုပြောင်းဆောင်ပေးကြရမှာဖြစ်ပါတယ်ရှင်ဒါကြောင့်ကျမတို့ကလေးတွေကိုပထမဦးဆုံးနားလည်အောင်မိဘတွေကကျမတို့လေ့လာသုံးသပ်ဖို့လိုပါတယ် အဲကလေးမှားနေတာတီးလို့ရှိရင်လည်းပြင်ပေးရမယ်ပြင်ပေးတဲ့အခါမှာကျမတို့ခုနပေါ့နော်ဒီမိုကရက်တစ်ဆန်ဖို့လိုတယ်ပေါ့နော်တရားခုပြုလေပြောင်းလေယူရှိရမယ်ယင်းနှိချစ်ခင်မှုတွေ relationship တွေကောင်းရမယ်နောက်တစ်ခါကလေးရဲ့အနာဂတ်လှပဖို့တဲ့မှန်ကန်တဲ့နီးလန်းတဲ့မှန်ကန်တဲ့အချိန်မှာပြင်ပေးပါတဲ့အနာကလေးတွေရဲ့ဘဝအနာဂတ်တွေလှပဖို့တဲ့နီးလန်းနေရလဲမှန်ကန်မှုလိုတယ်အချိန်ရလဲမှန်ကန်မှုလိုတယ် ဒါမှသာလေမိမိတို့ဖြစ်စေခြင်းနဲ့လမ်းကြောင်းမှန်တွေကိုရောက်ရှိလာစေမှာလည်းဖြစ်ပါတယ်ရှင်။အဲ့တော့ကျွန်မကနေဆွေးနွေးသွားတဲ့အဲအကြောင်းအရာတွေထဲမှာဆိုရင်အဲပေါ့နော်ဒီကလေးတွေနဲ့မိဘမိဘကကလေးတွေကိုပြုစုပြောထောင်တဲ့ပုံစံတွေထဲမှာကလေးနဲ့ပေါ့အစဉ်ပြေမဲ့ပုံစံမျိုးတွေဖြစ်အောင်အစဉ်သင့်တဲ့ပုံစံမျိုးတွေဖြစ်အောင်အဲ ပြုစုပြောထောင်ပေးဖို့လိုတယ်ပြုစုပြောထောင်တဲ့နီးလဲနေရာလဲမှန်ကန်မှုလိုတယ်လို့အချိန်ကလည်းမှန်ကန်မှုလိုတယ်ပေါ့နော်အဲဒါမျိုးတွေကလည်းအရေးကြီးပါတယ်နောက်တစ်ခါကလေးမှားလို့ရှိရင်လည်းစိတ်ရှည်တီးခံစွာနဲ့ပေါ့နော်ဒါရင်းနှီးချစ်ခင်စွာနဲ့ စိတ်ရှည်ရလဲစိတ်ရှည်ရမယ်ရင်းနှီးချစ်ခင်မှုလဲရှည်ရမယ်ချစ်ခင်နှွေးထွေးမှုလဲလိုအပ်တယ်မားနေပြီဆိုရင်ကလေးမားနေပြီဆိုရင်ကိုပဲချစ်ခင်နှွေးထွေးစာနဲ့ပြုပြင်ထင်းချောင်းပေးဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းလေးတွေကိုကျမအနေနဲ့ယနေ့ဆွေးနွေးပေးရင်းနဲ့ကျမရဲ့ယနေ့ဆွေးနွေးချက်ကလေးကိုနှီးကုန်းချုပ်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်